်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်က စုခွာခိုင်းသည့်သို့သောသတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စီရေးတင်းမာကလာရှိုးမြို့ဝင်ပေါက်များနဲ့လမ်းများပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပြင်ရှိ MNDAA တပ်များကိုစစ်တပ်ကစုခွာခိုင်းမှုကြောင့်ကိုကန်နှင့်စစ်တပ်အကြနှစ်ဖက်စစ်ရေးတင်းမာပြီးလာရှိုးမြို့ဝင်ပေါက်များနှင့်လမ်းများကိုနှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းဒေသခံပြည်သူများနှင့်စစ်ရေးတရင်ရေးမြများထံမှသိရပါသည်။ယခုနိုဝင်ဘာလဆန်ပိုင်း MNDAA တပ်များနှင့်စစ်တပ်တို့အကြပုံမှန်တွဲဆုံမှုများလှုပ်ဆောင်ခဲ့စဉ်စစ်တပ်က MNDAA တပ်များကိုလာရှိုးမြို့ပြင်ကျေးရွာများတွင်တပ်ဆွဲထားမှုမှစုခွာပေးရန်အမိန်ပေးလာရမှနှစ်ဖက်စစ်ရေးတင်းမာမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေတာစင်ရေးတရင်ရင်းမြစ်တချို့ကပြောဆိုပါတယ်။အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ MNDAA ဘက်ကဆက်သွယ်မိများအတီးပြုတ်ရန်ကြိုးစားတော်လဲတစုံတရာတုံ့ပြန်ခြင်းမရှိပေ။လက်ရှိတွင် လာရှိုးမြို့ကိုဝင်ရောက်နိုင်သည့်တီဘော်ဒတာ၊နန်လန်၊ဟိုရတို့ကို MNDAA နှင့်စစ်တပ်နှစ်ဖက်စလုံးကပိတ်ပင်ထားကြောင်းလက်ရှိနှစ်ဖက်စည်းရေးတင်းမာမှုရှိတော်လဲတနက်ပေါက်သည့်အတီမဖြစ်နိုင်ပေတရုတ်နိုင်ငံကကြားဝင်မှုဖြင့်ဖြေရှင်းနိုင်လိမ့်မည်ဟုယူဆကြောင်း အဓိကအားဖြင့်စစ်တပ်ကအင်အားပြန်လည်စုစည်းမိလာချိန်တွင် MNDAA အပေါ်အပေါ်စည်းကပြန်လည်ဆက်ဆံရန်ကြိုးစားလာခြင်းဟုယူဆနိုင်ကြောင်းဒေသစီရေးတရင်ရင်းမြစ်ကသုံးသပ်ပါတယ်။တီဘောတထားကနေတော့ဘယ်သူမှပြေးမဖြတ်တော့ဘူး။အခုစီရေးတင်းမာတာလား။ဘာအကြောင်းလဲတော့သိချမသိဘူး။ဂျားထဲမှာတရုတ်ကဂျားဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးကတော့တနက်ပေါက်တဲ့အထိဖြစ်ကြမယ်လို့မထင်ပါဘူး။နှစ်ဖက်တင်းမာပြီးတရုတ်ကဝင်ကြီးလိုက်ရင်ပြီးသွားမှာပါ။လန်ဒန်သားတွေပိတ်တာကလည်းခဏလောက်ပဲဖြစ်မယ်လို့ထင်ပါတယ်ဟုဒေသစီရေးတရင်ရင်းမြစ်ကပြောဆိုပါတယ်။ ို့ရတွင်စစ်တပ်ကတရုတ်ဤဂျာဝင်မှုကိုဂယုမဆိုင်ဖဲရှမ်းပြည်နယ်မြောက်ပိုင်းရှိတိမ်မီအပါဝင်မြို့များကိုပြန်လည်ရယူလိုနေပြီး၎င်းလက်လွတ်ဆုံးရှုံးထားရသောနေမီများကိုတောင်းယူခြင်းများဒုံမြင့်လာနိုင်ကြောင်းတောင်းပြမရပါကတိုက်ယူသည့်အထိဖြစ်လာပါကနှစ်ဖက်အပြစ်ရရေးချိုးပေါက်ပြီးတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းအဆိုပါစည်ရေးတရင်ကြီးမြတ်ကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုကန့်အထူးဒေသတစ်တွင်လက်ရှိရရှိထားသောစည်ရေးရဲစဲရေးသဘောတူညီချက်မှအစစ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ကြောင်း စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးဝေးလံနေဆဲဖြစ်ကြောင်းကိုကန့်အထူးဒေတာအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA ၏စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Bandiran ကအောက်တိုဘာ25ရက်နေ့ MNDAA ၏2025ခုနှစ်အပတ်စဉ်တိကေတာများအလဲကျသင်တန်းစင်ပွဲတွင်ထရီပေးပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မြို့မောတောင်ကို KNU သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းတဲ့ကမောတာမြို့ကို KNU KNL ဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များမှယနေ့နိုဝင်ဘာလ14ရက်နေ့နက်ပိုင်းတွင်တိမ်ပိုက်ထိန်းချုပ်လိုက်ကြောင်း KNU နှင့်နှိစက်သည့်စစ်ရေးတရင်ရဲမြင့်များကပြောပါရယ်မောတာမြို့ရှိစစ်ကောင်စီတပ်ကို KNL တပ်မဟာလီဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များမှဝင်းရံပိတ်ဆို့တိုက်ခိုက်နေစဉ်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိုင်းဘက်သို့ထွက်ပြေးသွားကြပါရယ် မောရောင်အခြေစိုက်ခါလာရ224တက်ရင်နေဆက်ပြူဟာစခန်းကိုတော်လန်ရေးတပ်ဖွဲ့များမှပြီးခဲ့တဲ့ရက်ပိုင်းတွင်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်စီကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကြ၍ယနေ့တွင်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ပါသည်ပြင်းထန်တရားရအရာရှိ3ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်90ဦးထံမှနေမှလက်နက်များရိခါများဖြင့်ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားခြင်းဖြစ်ကြောင်းနှင့်ထိုင်းကလည်းလက်ခံထားပြီးတရားရအရာရှိများကိုစေယုံတင်ထားကြောင်းသိရပါသည် စေကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်မောတောင်ဒေသခံပြည်သူများမှာထိခိုက်ဒေဆုံးမှုများရှိသလိုထောင်ထဲရှိသောဒုက္ခသည်များလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ထုတ်ပြန်ကြတဲ့သတင်းရင်းမြစ်များမှပြောဆိုကြပါတယ်။ဆက်လက်ပြီးပြည်သူများလက်မခံကြသည့်ရွှေကောက်ပွဲအတူဟာရှောက်လန်းရမိလမ်းကြောင်းအမှန်ဖြစ်သည်ဟုမင်းအောင်လိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကလက်ရှိစစ်တပ်ကျင်းပမဲ့အထူးရောက်ရွှေကောက်ပွဲဟာမြန်မာနိုင်ငံရဲ့နိုင်ငံသားတွေရှောက်လန်းရမိလမ်းကြောင်းအမှန်ဖြစ်ပြီး ီသူတွေအမားမှန်ခွဲခြားသိဖို့လိုတယ်လို့ပြောဆိုလိုက်ပါတယ်။ဒီနေ့မှကြားရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အတွက်ဖေးပို့တဲ့တဝင်းလွားတွေမှာအကြမ်းဖက်မင်းအောင်လှိုင်ကအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာရှောက်လန်းနိုင်ရေးအတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုမကြမီစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်ငန်းစဉ်တည်တာမိမိတို့ရှောက်လန်းရမည့်လမ်းကြောင်းအမှန်ဖြစ်တဲ့အတွက်ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့်အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တိုက်တွန်းအပ်ပါတယ်လို့ င်းရောင်လိုင်ကပြောဆိုခဲ့တာပါ။ကြာပြင်အကြံဖတ်စစ်တပ်အနေနဲ့နိုင်ငံအနှံ့စာတင်ကျောင်းတွေကိုရည်ရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်ကောင်းကလေးငယ်များစွာကိုတည်ကြည်ပြည့်စည်စေတယ်လို့ကျောင်းနေအွယ်အသက်မပြည့်သေးတဲ့လူငယ်တွေကိုပါပေါ်တာဆွဲစစ်တိုက်ခိုင်းနေပေမဲ့တဝင်းလွားထဲမှာတော့ပညာရေးကိုမြင့်တင်ရမယ့်အကြောင်းတွေပြောထားပြန်ပါတယ်။နိုင်ငံတနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူတဦးချင်းစီအသိပညာအတတ်ပညာအထွေအခွန်ဘဟုသုတပြည့်ဝစေခြင်းဖြင့်အမျိုးသားပညာရေးကိုမြင့်တင်ပေးရမှာဖြစ်ပါတယ်။ အထူးသဖြင့်ဒီမိုကရေစီစနစ်သို့ကူးပြောင်းနေသည့်ယနေ့ကာလတွင်တိုင်းရင်းသားပြည်သူများအနေဖြင့်အယားယာကိုစဉ်းစားတွေးခေါ်ကာအမားအမှန်ကိုခွဲခြားသိရှိပြီးနိုင်ငံရဲ့လူမျိုးကိုတည်ဖို့ဆောင်ရွက်ရန်အရေးကြီးပါတယ်လို့အကြံဖတ်ကောင်းဆောင်မြောက်လိုင်းကပြောခဲ့ပါတယ်။မြောက်လိုင်းဦးဆောင်တဲ့အာဏာသိမ်းစစ်ကော်မရှင်ဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ရွေးကောက်ပွဲအတူကိုတရားမဝင်ကျင်းပဖို့ကြိုးပမ်းနေပေမယ့်ဒေါ်လာရင်းအားစုတွေနဲ့ပြည်သူအများစုကတော့ဒါဟာထောင်ချောက်ဖြစ်တယ်လို့မှတ်ယူထားကြပါတယ်။ ဆက်လက်ပြီးဒေါက်တာတသက်ခန်ရဲ့အတနာခံစား UEC ကပယ်ချတာခံရလို့ရွေးကောက်ပွဲဝင်ခွင့်မရဘူးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါက်တာတသက်ခန်ဟာလာမယ့်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ခွင့်ရဖို့အတနာခံစားလျှောက်ထားခဲ့ပေမယ့်တည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပယ်ချတာခံလိုက်ရတယ်လို့သိရပါတယ်။ UEC ထံတင်ပြထားတဲ့အတနာခံစားပယ်ချခံရလို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြနိုင်မှာမဟုတ်ဘူးလို့ ိုဝင်ဘာ14ရက်ဒီနေ့မဲဆွယ်ပွဲမှာဒေါက်တာတသက်ခိုင်ကပြောခဲ့တာပါဒေါက်တာတသက်ခိုင်ဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းနဲ့မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်ပြခဲ့ပေမယ့်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိဆုံးခဲ့တယ်လို့ကိုယ်စားလှယ်လောင်းအဖြစ်ပေချခံလိုက်ရတာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးဟာလူမွေအဖြစ်သက်ဆိုင်ရာတရားရုံးဤညင်ညာခံထားရခြင်းမှာ လွမြောက်ခွင့်မရသေးဘူးဆိုတဲ့အချက်နဲ့ဒေါက်တာတက်တက်ခိုင်ဟာညှိစောနေတာဖြစ်ပါတယ်။ကဘာအေးဖရလက်နဲ့ဆရာဇန်လန်တောက်ရှိ68 resident အထက်မြင့်အင်ယာစီမံကိန်းမှာကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံ100ကျော်အကျွေးတင်နေတဲ့အတွက်ကိုစလေလောင်အဖြစ်ကနေပေချခံရတာဖြစ်တယ်လို့သိရပါတယ်။ဒေါက်တာတက်တက်ခိုင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာမှာလူမှုဝန်တန်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝင်ကြီး ဟိုတယ်နဲ့ခီးသွွားလာရေးဝင်ကြီးစားတဲ့ယာရုတာဝန်တွေကိုထမ်းဆောင်ခဲ့ပေမယ့်နိုင်ငံရေးအငင်းပွားဖွယ်ရာတွေရှိခဲ့သူလို့လည်းသိရပါတယ်။သူမတီထောင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီဟာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ပါဝင်ရှင်ပြိုင်မဲ့ပါတီကြီး၆ခုတည်းကတခုအပါဝင်ဖြစ်ပါတယ်။အဲ့ဒီပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်စုစုပေါင်း680ကျော်တင်သွင်းထားပြီးအမျိုးသားလွှတ်တော်ပြည်သူလွှတ်တော်နှင့်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် ဆက်လက်ပြီးတန့်စင်နှင့်ရွှေကျင်တို့တွင်စစ်တပ်စစ်ကြောင်းနှင့်တက်ဆွဲထားသောနေရာများကိုတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီးဖနက်တလက်သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စင်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့ကြောင်းတန့်စင် People Different Force ကထုတ်ပြန်ထားပါသည်။နိုဝင်ဘာလ9ရက်နေ့တွင်တန့်စင်မြို့ပြင်သို့ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတန့်စင် People Different Force မှဒေါ်လန်ရဲရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို့ပြင်မကိုးတိုင်းရွှေချင်မြို့နယ်အတွင်းရှိအကြံဖတ်စစ်တပ်စခန်းများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း KNL အဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောပါရယ်အော်တိုဘလ28ရက်နေ့နဲ့နိုဝင်ဘာလ2ရက်နေ့တို့တွင်ရွှေချင်မြို့နယ်ဥယျာဉ်ချောင်းကြီးရွာရှိစစ်ကောင်စီတပ်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအလားတူနိုဝင်ဘာလ9ရက်တွင်လည်းရွှေချင်မြို့နယ်အင်ဂနီကျေးရွာစစ်နကောင်ဖျားဝင်းအတွင်အထိုင်ချထားသောအကြမ်းဖက်စစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိခိုက်သေးဆုံးမှုနောက်ဆက်တွဲသတင်းမသိရသေးပါဘူး။စီရေးလုံခြုံရေးအရာအတိအကျအပြည့်မပေးနိုင်တာနားလည်ပေးပါဟု KNL အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းထတာကိုပြောပါရယ်။ထို့သောတိုက်ခိုက်မှုအတွင်အော်တိုဘာလ9ရက်နေ့တွင်ဆက်ချိုရွင်မှုကြောင့်ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကို KNL ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KNL အဖွဲ့ကပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရွှေလန်ချမ်းမြေကြပါစေရှင်